အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ liverpool ပြည်သူတွေနေဒီတစ်ပတ်ရဲ့ရှုံးပွဲကြောင့်မလို့ဒါကျွန်တော်တို့ဒီဘူးဗီဒီယိုလေးလည်းကြည့်ပေးကြပါဦးလို့ပြောချင်ပါတယ်အဲ့တော့ liverpool တင်နေဒီကျွန်တော်တို့ဒီပထမတာသူတို့အနေနဲ့စောင်းရသည့်အပြောင်းအရွှေ့မှာ market ထဲကိုမလို့အပဲနဲ့ပြန်မဝင်ဘူးလို့သူတို့ဘက်ကဒါကျွန်တော်ဆိုးပစ်ချက်ချခဲ့ပေးမယ်အခုလက်ရှိမှာဒါကျွန်တော်တို့တိကျရတယ်မယ်လီယိုနီရဲ့ဒါကျွန်တော်တို့မထင်မှတ်တဲ့ဒါကျွန်တော်တို့ ACL ဖြစ်သွားတဲ့ကြောင့်မလား လာမယ့်နှစ်ထီတော်နားရမယ့်အတွက်ကြောင့်မလို့ဒါလီဗာပူးတင်တဲ့လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာဒါကျွန်တော်တို့ခန့်စင်ပိုင်းအတွက်ဒါကျွန်တော်တို့မားကတ်ထဲပြန်ဝင်သွားမယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တဲ့သတင်းတွေညာတွေ့ရမယ်တဲ့မှာပါတယ်လီဗာပူးတင်တဲ့ဒီနှစ်ဆောင်းရာသီမှာဒါပထမကတော့ကျွန်တော်တို့ဒါမားကတ်ထဲကိုပြန်ဝင်မယ်နဲ့ဒါမဂါယီကို လာမယ့်နွေရာသီကြမှာပဲဒါကျွန်တော်တို့အလွတ်နဲ့ခေါ်ယူဖို့တဲ့ဒါလစ်ဗာပူးတင်ကပထမကစီစဉ်ခဲ့တာဖြစ်တယ်ဒါလည်းရှိမှာဘိုင်ယန်မြူးနစ်တင်ကချက်စီအတင်ကဒီနေ့ဆောင်းရဒီကရေကဒီခန်းစစ်ကစားသမားကိုခေါ်ယူဖို့တဲ့စဉ်းစားထားခဲ့ပေမဲ့လစ်ဗာပူးကဒီကစားသမားနဲ့ဒါအကျိုးသဘောတူညီမှုပုံစံမျိုးရရှိထားခဲ့တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဆိုရင်ပဲနဲ့လာမယ့်ဒါကျွန်တော်နွေရာသီမှာဒါကျွန်တော်တို့သူတို့အနေနဲ့ခေါ်ယူသွားဖို့တဲ့စဉ်းစားထားခဲ့တယ်ဒါပေမဲ့ပြဿနာလည်းရှိမှာလီယိုနီရဲ့ဒါကျွန်တော်တို့ AC ရဲ့ကိစ္စပေါ့နော်လီယိုနီအနေနဲ့အခုလက်ရှိမှာဒါဒဏ်ရာကြောင့်မလို့ဒါ AC ရဲ့ဒါထိသွားတယ်ပေါ့နော် AC ရဲ့ထိသွားတဲ့အကြောင်းလက်ရှိမှာဒါကျွန်တော်ကာလ ရှိနာမယ်လာမယ်ဒါကျွန်တော်ရာသီရဲ့ဒါအချိန်လေးလောက်ထိတော်တော်လေးကိုနားအပူနေထားမှရှိတယ်ပြောချင်တာကလက်ရှိမှာလီယိုနီအနေနဲ့ဒါကစားသမားကတော့ဒါကျွန်တော်တို့ဟိုကလာရှိတကူနားမယ်ဖြစ်ကြောင်းလာလဘဘူးတဲ့နဲ့ကန်ဆယ်ပိုင်းအဖြစ်တော်တော်လေးကိုအားနေသွားဖြစ်တယ်တကယ်တမ်းဆန္ဒပတ်ကစားသမားမှာဆိုရင်တော့ဒါကျွန်တော်ကူနာတီရှိမယ်ဖရဂျာဗန်နိုက်ရှိမယ်ဒါကျွန်တော်ဂျူဂျူလေးရှိမယ်ဘောနော်လက်ရှိမှာလဘဘူးတဲ့နဲ့ဒါအဲဂျားထဲမှာဒါကျွန်တော်တို့အန်ဖီရဲ့လဘဘူးရဲ့ဒါကျွန်တော်တို့အကယ်ဒမီ အနေနဲ့ဒါကျွန်တော်တို့ကစားသမားတွေဒါတုံးမယ်ဆိုရင်တော့ maybe ဖြစ်လာဖြစ်သွားနိုင်တယ်မှာပေါ့ဗျာ။ဒါကျွန်တော်လီဗာပူးအကယ်ဒမီကနေပြီးတော့ဒါဒီလိုကစားသမားတွေကိုဒါကျွန်တော်တို့မွေးထုတ်ပေးနိုင်ရင်တော့ဒါကြားထဲမှာမဆိုးဘူးเนาะ။အဲ့တော့ လေဘူးတင်လေခုလက်ရှိမှာအာနီစလော့ကဒါကျွန်တော်တို့အနေနဲ့ FA ဖလာကာရာဘောင်းမှာတော့ဒါကျွန်တော်လူငယ်တွေကိုနေရာဆန်းသွင်းသွားမှာဖြစ်ပြီးတော့ဒီနေရာအတွက်ကိုလည်းလေဘူးတင်ကဒါကျွန်တော်အန်ဒီရောဘစ်ဆင်ဒါကျွန်တော်အန်ဒူတို့ကိုလည်းဒါကျွန်တော်အစမ်းပုံစံမျိုးနဲ့အသုံးတော်ခံပုံစံမျိုးကိုလည်းဒါလေဘူးတင်နေတာသုံးသွားမယ်လို့သိရတယ်မှာပါတယ်ဒါပေမဲ့လေဘူးရဲ့ ultimate goal ကတော့ဒါကျွန်တော်ဒီနှစ်ဆောင်းရာသီအပြောင်းအရွှေ့မှာတော့မတ်ဂါယီကိုခေါ်ယူသွားဖို့အတွက်တို့အနေနဲ့စတင်ပြီးတော့ပြင်ဆင်လာခဲ့ဖြစ်တယ်ကစားသမားနေ့ကတော့ပုဂူကြီးရရ အဲ့ပေါ်တိတ်ပြီးကိစ္စမရှိကစားသမားနေတဲ့ဒါကျတော့အကျိုးသဘောတူညီမှုလေးယူထားပြီးသားလက်ရှိမှာကစားသမားကလည်းဒါကျတော့ဂျန်နဲ့ဒါ Chelsea တို့ Bayern Munich တို့ရဲ့ဆိုင်တော့ Liverpool တင်းကိုပို့ပြီးပြောင်းရွှေ့ခြင်းတဲ့ကြောင့်မို့အကယ်၍စောင်းဝတီမှာ Liverpool ဘက်ကနေဒါဂါယီကိုခေါ်ခဲ့မယ်ဆိုရင်တော့မှဂါယီအနေနဲ့လက်ခံသွားဖို့ရှိတယ်အဓိကတော့ဒါကျတော့ Liverpool တင်းအနေနဲ့ညှိရမယ်အကြောင်းအရ Crystal Palace နဲ့ပဲ Palace နေတာကြောင့်မမေ့ရဒီနေ့စောင်းဝတီမှာဒီကစားသမားကိုခေါ်ယူဖို့အတွက်ဒါ ပေါင်တန်း40နဲ့45တန်းအေးပေါင်35နဲ့40ကြာကြာကျွန်တော်တို့ဒါသဘောတူညီမှုတစ်ခုရခဲ့တယ်ဒါပေမဲ့ဆောင်းအတီမော်ဒီထက်ပို့ပြီးတော့ဒါကျွန်တော်ဈေးတတ်တာသွားမယ်လို့လေဘဘူးဘက်ကဒါမျှော်မှန်းထားတယ်လေဘဘူးတည်းလာမယ့်ဒါကျွန်တော်ဆောင်းအတီအပြောင်းရွှေ့မှာမတ်ဂါယီကိုပေါင်တန်း15တန်းနဲ့20ကြာလောက်နဲ့ခေါ်ယူနိုင်မယ်လို့ဒါလေဘဘူးဘက်ကနေပဲ confident ရှိတယ်ဂါယီကိုနိုင်ငံရဲ့လက်ရှိမှာအကဲလေဘဘူးဘက်ကဒါဒါဆောင်းအတီမော်သူ့ကိုခေါ်မှာတည်ကြရဲဆိုရင်တော့ဒါအသင်းကိုဒါတရားဝင်ခွင့်တောင်းပြီးတော့အသင်းပြောင်းခွင့်ပြုသွားဖို့အတွက်ဒါတောက်ဆူသွားမယ်လို့သိရတယ်မှာပါတယ်အဓိကအဒီနေမှာ Crystal Palace ပဲ Palace အနေနဲ့လက်ရှိ မှာဒါ Oliver Glasner နဲ့တူတာအသင်းကလည်းတော်တော်လေးကို form ရအရန်ကောင်းနေတယ်။ဒါသိကြတယ်လေပပူးလေပပူးလောလောနိုင်ထားခဲ့တဲ့အသင်းသတင်းဖြစ်တယ်။ဒါပေမဲ့ကျွန်တော်လက်ရှိဒါ Conference League ကိုလေဒါကျွန်တော် from full ရရှင်ပြန်ရမယ့်အသင်းသတင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအဓိကတော့ကျွန်တော်အမြင်အပြောရမယ်ဆိုရင်တော့ဒါဘဘူး Oliver Glasner ဘောပဲအများကြီးမူတည်လိမ့်မယ်။ Oliver Glasner ကို Steven Parrish တို့အုပ်စုအနေနဲ့ဒီကစားသမားအတွက်ဒါကျွန်တော်အစားထိုးဖို့ကစားသမားတစ်ယောက်ကောင်းကောင်းရှာနိုင်ပေးမယ်ဆိုရင်တော့ဒီအပြောင်းရွှေ့အတွက် Liverpool ကတိတ်ဆိတ်ဘူးစရာမရှိဘူး။ဒါပေမဲ့ Steven Parrish တို့အုပ်စုဒါကျွန်တော်မနစ်ကအဲ့ဘော20တက်ကမို့ဒီနှစ်ဒါနွေရာသီအပြောင်းရွှေ့လို့ပဲဒါအင်းရောင်အင်းရောင်လုတ်ပြီးမှဒါအပြောင်းရွှေ့ပိတ်ခံပြီးမှ Wood Water ထားလုပ်တယ်ဆိုရင်တော့ Liverpool အသင်းတော်ဒါကျွန်တော်တို့ Maguire ကိုနှစ်ယောက်လုံးတိုင်ပတ်သွားနိုင်တယ်ဆိုတာမရှိဘူး။လက်ရှိ Liverpool အခြေအနေကဒါကျွန်တော် personal opinion ဆက်ပြောမယ်ပေါ့နော်။ဒါကျွန်တော်သတင်းမဟုတ်တော့ opinion အဲ့တော့ Liverpool အသင်းရဲ့အခုလက်ရှိအခြေအနေတွေကဒါကျွန်တော် န်ဆယ်မှုတစ်ယောက်ကတော့ဝဲကူဝဲမှရမယ်အခြေအနေလို့ပဲကျွန်တော်အနေနဲ့မြင်မိတယ်အဲ့ဒါလီဗာပူးတင်းနဲ့ဒီကန်ဆယ်ပိုင်းအရာဒါဒီလူတစ်ယောက်ကိုဝဲရမယ်မဝယ်လို့လုံးဝမရဘူးမရဘူးလို့မြင်တယ်ဆိုတော့ကျွန်တော်လက်ရှိမှာကုနာတိတ်ကလည်းမချာခဏဆိုလို့ injury ထိတဲ့တဲ့မှာပါတယ်။ Vajavan နဲ့ကလည်းရှိမှာဒါကျွန်တော် injury ကလွတ်လွတ်ငင်ငင်ဆော့နိုင်တဲ့ကစားသမားတစ်ယောက်ဆိုတာမှန်ပေမဲ့ တကယ်တည်းနေလား၅လားဟိဆိုဗန်ဒိုက်လည်း injury မရဘူးလို့မပြောတော့ဘူးဆိုတော့လက်ရှိမှာတော့ကျွန်တော်တို့က international break တွေကကျွန်တော်တို့ပဲမြင်ရတာဖြစ်ပေမဲ့ international break မှာဗန်ဒိုက်လူကစားသမားမျိုးကပွဲတိုင်းကစားတယ်ပြီးတော့လက်ရှိမှာဒီဒီယာတချက်မြေတာကျွန်တော်တို့ပြင်သစ်ရဲ့ခန်းခန်းစစ်ကစားသမားမှာတချက်ကူနာတီးရတာဒီဒီယာတချက်ရဲ့ favorite တယောက်ဖြစ်နေတယ်ဥပါမီကာနိုတွေတာဒီဒီယာအချို့သော movement တွေမှာဆာလီဘာတက်ဆိုင်ဒီချက်ကတော့ကျွန်တော်တို့ကူနာတီးကူတောင်ပူသုံးတဲ့ movement တွေရှိတယ်အဲ့တော့ကူနာတီးကလည်းလက်ရှိမှာတော့ကျွန်တော်ပွဲတိုင်းတာကျွန်တော်ကစားဘူးနေထားမှရှိ international break မှာလည်း international break မှာကစားဘူးအဲ့တော့ အကဲကူနာတဲ့တမဘာကြပဲကူနာတိဖြစ်သွားရင်တော့ဂိုမက်စ်ကဖြည့်ပြီးကစားလို့ရတယ်ဒါနောက်ဆုံးပြတာရောဘင်စင်နဲ့သက်ဆန္ဒဘက်ပုံစံမျိုးဝင်ကစားလို့ရသေးတာမှန်ပေမဲ့ဗန်ဒိုက်ဒန်ကဘာဒီနေရာကိုအစားထိုးနိုင်မယ့်လူလက်ရှိမှာလစ်ဗာပူးမှာမရှိနေဘူးအဲ့တော့ဒီနေ့ညရာတီမှာဒါကျွန်တော်တို့ကိုတော်မရီတယ်ပြောခဲ့လို့ပဲတွေ့ရတယ်အဲ့တော့ ဒါလက်ရှိမှာ FFG တို့အနေနဲ့ဒါတော့အကုန်တာဝန်ချက်ဒီနှစ်မှာတကယ် FFG တော့ဒါပေမဲ့တကွတ်တော်တော်တော်လေးကိုလူတယ်လို့မြင်အဲကြောင့်ကျွန်တော်ဒါဒီနှစ်မှာပြောခဲ့လူပဲပေါ့နော်လီဗာပူးတင်းနဲ့တကယ်အာစတောအသင်းနဲ့နင်လာငါလာဒါကျွန်တော် second rate တဲ့ကစားသမားဒီမှာရှင်းနေဆိုရင်အဲ့ဒါတွေကလူတယ်လီဗာပူးတင်းမှာလည်းကျွန်တော်တို့တချို့ဆိုဟာကျွန်တော်တို့က first 11စောင့်ရင်း strong ဖြစ်အဲ့ first 11နဲ့ first 11နဲ့ဒါ100%ဖလားယူလို့မရအောင်ဒါလီဗာပူးတင်းနေတာ champion league ကိုလည်း front foot ရှင်ရမယ်ဒါကာရာအထပ်ကကျွန်တော်အဲ့တော့လီဗာပူးတွေဒါကျွန်တော်ကာရာဘောက်ကိုစိုးစီထွက်စေခြင်းတဲ့မှာပါတယ်လီဗာပူးတင်းနေ FA ပဲဖြစ်ဖြစ်ဒါကျွန်တော်လက်ရှိမှာအရန်လူစင်းလည်းအများစားမရွှေ့ကြအောင်အရန်လူစင်းကိုအရန်ကြီးတုံးရမယ် ွဲတွေကိုကျွန်တော်ကသိပ်ပြီးလေဘဘူးမစော်သေးပြီးဒါကျွန်တော်တို့ဒါချန်ပီယံလိဆိုပြာကျွန်တော်တို့ဒါစတော့စီကအမှတ်တွေယူတာပြီးရင်ဒါကျွန်တော်နောက်ပိုင်းပွဲစဉ်တွေ AAC ဆိုတော့ဒါချန်ပီယံလိအဆင့်တင်းနဲ့3 4 5 6ဆိုတော့တကယ်တမ်းဒါကျွန်တော်တို့ရေရှည်ရဘာမှတုံစားလို့ရတာမဟုတ်ဒါပုံမှန်လေးပြောဒါမနစ်ကဆိုဒါချန်ပီယံလိဒါကျွန်တော်အဆင့်7နာကကတ်ပြီးဝင်သွားခဲ့တဲ့ PSG ပဲဖလားယူသွားတာပဲအဲချန်ပီယံလိမှာဒါကျွန်တော်မနစ်ကအဆင့်တင်းနဲ့3 4ဒါလေဘဘူးတွေရရှိခဲ့ဘာရလို့လဲဘာမှမရဘူးပြီးတော့ခုနအောက်ကတကယ်ကောင်းတဲ့တင်းနဲ့ပြန်တွေ့ရင်ကိုပဲတိုင်ပတ်တာအဲ့တော့ပြောချင်တာပြဒီနေ့မှာဒါခုနပြောလို့ပြဒါ Arnis Lo အနေနဲ့ man management မှာတော်တော်လေးကိုထိန်းကစားတဲ့လူမျိုးနဲ့အခုလက်ရှိဒါကျွန်တော်ဘလောက်မှမရောက်သေ ီးကင်မာတဲ့ကစားသမားတွေတော်တော်လေးဥဒဏ်ရလာခဲ့ပြီဒါအဓိကအောင်ပေါ်တော့မဖြစ်တဲ့ဒဏ်ရာတွေကျွန်တော်ပူပြီးဆိုရင်အခုလက်ရှိမှာလီယိုနီဆိုပြတာဆောက်တဲ့နဲ့ပွဲစဉ်မှာဆောက်တဲ့လို့ဒါကျွန်တော် ကာရာဘောက်လို့ပွဲစဉ်မှာဒဏ်ရရတော့ပယ်ဦးပြီးတော့ညောင်းမှုခေါင်းတယ်ဒီဖလားဆိုကျွန်တော်ပြတယ်လီဗာပူးထွက်သွားတယ်ဆိုလီဗာပူးအဲ့ဖလားရနောက်ပေါင်းနှစ်သိမ့်မဲ့ရမှာနောက်ဆုံးပြထရီဗန်မာတော့မှဒါကျွန်တော်ပြီးရင်းဖလားရတယ်မှာဒါကာရာဘောက်အနေဆုံးမတန်ဘူးဆိုတော့ပြပြတာပေါ့အဲ့လက်ရှိမှာလီဗာပူးတင်တယ်ကျွန်တော်တို့ရှင်းတယ်ဒါကာရာဘောက်တို့ဘာလို့ဒါတိတ်ပြီးကြာမထဲဆပါလို့ဆိုမရဘူးမရတာကြားတဲ့အသင်းမျိုးတွေပါပြီးတင်တယ်ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ရမလားပြောကြည့်အဲ့တော့ မီတို့ပဲဆိုစီကမလဲရှိမှာလစ်ဗာပူးတင်းကတော့ဒါစဉ်းစားနောက်တစ်ခုကလစ်ဗာပူးတင်းနဲ့ဆက်ဆက်ပြီးပြောမယ်လစ်ဗာပူးတင်းကလာမစ်နူယာဒီအတက်ဒီ left wing ပေါ့နော်ဒါကျွန်တော် left wing က right wing ကိုအတွက်ဒါလက်ရှိမှာအခုချိန်ကတည်းက market ထဲကိုခြေဆန့်ရှာနေပြီလို့သိရတယ်မှာပါတယ် left wing ကိုလက်ရှိမှာ market ထဲမှာဒါကျွန်တော်လစ်ဗာပူးတင်းကဒါကျွန်တော် AC Milan ရဲ့တောင်ပံကစားသမားဖြစ်တဲ့ Rafael Leao ကိုတော်တော်လေးကိုစိတ်ဝင်စားနေဆိုတဲ့တင်တက်လာခဲ့တယ်လက်ရှိမှာဒါကတော့ TIA တော်တော်လေးကိုနေသေးပါဒါပေမဲ့ဒါ TIA တော်တော်လေးကိုမြင်တာက Liverpool အသင်းနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ ိုလီစီကိုဆာလာရဲ့ replacement အနေနဲ့အခုကတည်းကနေတရဝင်ဆက်သွယ်မှုစစ်ဆေးမှုတွေဖြစ်ဒါပေမဲ့လက်ရှိမှာခုနောက်ပိုင်းဒါကျွန်တော်သတင်းလေးတွေကြက်တဲကြက်တဲစပြီးကြားလာခဲ့တာ Van Dijk ရဲ့သတင်းပဲ ဖန်ဒိုက်အနေနဲ့လက်ရှိလာမယ့်နွေရာသီမှာလစ်ဗာပူးအသင်းကဗန်ဒိုက်ရဲ့ replacement ကိုရှာပြီးတော့လစ်ဗာပူးအသင်းကနေဗန်ဒိုက်ထွက်သွားနိုင်တယ်ဆိုတဲ့ရည်ရည်ရည်စထွက်လာခဲ့တယ်။ဒါကဘာလို့ဆိုတော့ဗန်ဒိုက်ကိုဒါကျွန်တော်ခေါ်မယ့်အသင်းကြီးတွေမဟုတ်ဘူးနော်။ဗန်ဒိုက်ကိုလက်ရှိမှာခေါ်ဖို့အတွက်ဆိုရင်တော့အခုလက်ရှိမှာဒါ sorry ဘက်ကစိတ်ဝင်စားတယ်။ဒါပေမဲ့ကျွန်တော်အပါစနယ်မြေကဗန်ဒိုက်ကတော့ sorry ကိုပြောင်းဖို့အတွက်သူစိတ်ဝင်စားမှုလက်ရှိမှာသူ့အနေနဲ့သူ့အသက်ရွယ်နဲ့သူ့ဒီနောက်တန်းကိုကောင်းကောင်းမနော်တနည်းနည်းလောက်ဆောင်းနိုင်တဲ့အကြောင်းသူ့အနေနဲ့ဒါကျွန်တော်ပြောင်းအဲ့တော့လစ်ဗာပူးကစဉ်းစားစရာဖြစ်ရင်ဖြစ်မှာပေါ့နော်။ဒါကျွန်တော် virtual van dyke ဘက်ကပြန်ကြည့်မယ်ဆို virtual van dyke ကဒါကိုဒါလုတ်သွားမယ်လို့ကျွန်တော်အနေနဲ့သိတော့မထင်ဘူး။လစ်ဗာပူးတင်ကအခုလက်ရှိမှာဒါတောင်းမယ် နေတို့ကလည်း market ထဲမှာ sub ပြီးရှာနေပြီအဓိကက right wing ကို left wing ပေါ့နော် right wing ကလက်ရှိမှာ salary replacement left wing ကလက်ရှိမှာဒါကျွန်တော်တို့တည်ကြရမယ်ငွေတဲ့အားနေနေနေထားမှာသူတို့ဆိုတော့လက်ရှိမှာ rd slot နေနေတာ ka စကို left wing မှာစတင်ပြီးယုံသွားပူရှယ်ပြီးတော့ဒါ rio ငုံမှားလို့ဒါကစားသမားမျိုးလေးရှိတယ် right wing နေရာမှာလက်ရှိမှာဒါကျွန်တော်တို့ salary replacement တွေဒါ market ထဲမှာသူတို့နေနေဝင်သွားမယ် olic ကလက်ရှိဒါ liverpool အသင်းအတွက် ultimate ဒါ salary replacement သူတို့ဘက်ကသတ်မှတ်ထားတာဖြစ်တော့ liverpool ပြည်တိုင်းနေခုလက်ရှိမှာဒါကျွန်တော်ဒီ တိပေါ့ဆောင်းကဒီအပြောင်းရွှေ့မရောက်ခင်ထီတော့ဒီကစားသမားတွေကိုဒီနေရာမှာလုံးဝတက်ခန်းစကစားသမားတွေလုံးဝဒဏ်ရာမရအောင်အာနီဆော့ဆော့ဖို့ရည်ကြီးတယ်အဓိကတော့ကူနာတီဖန်တက်ကိုကျွန်တော်သိပ်ပြီး worry ဖြစ်ဘူးကူနာတီကဒါမကြခဏဆိုဒဏ်ရာတက်တဲ့ injury record လေးရှိနေကြောင်ကျွန်တော်တို့ကူနာတီကိုစိုးရင်တယ်ဒါကြောင့်မို့လို့ရှိမှဒါကျွန်တော်တို့လီဗာပူးခံစေအတွက်လာမယ့်နေရာဒီမှာဒါလီဗာပူးတင်းနဲ့ငွေသုံးပြီးဝယ်သွားမယ်ဒီဟာနဲ့ပုံမှန်လီဗာပူးပြည်သက်တွေလည်းဘယ်လိုမြင်လဲဆိုတော့အောက်က comment တွေထဲမှာဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦး ားလုံးပဲကျူတူပါတယ်ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစုမငောင်းတောင်းပြီးနေပဲကျွန်တော်တို့ရောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကျူတူပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဦးမြန်မာကလစ်မှမြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကျူတူပါတယ်ကျွန်တော်နောက်မှတွေ့ကြတာပေါ့အဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 တို့မှကျင်းလူစံပေါင်းကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှမြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကျူတူပါတယ်ကျွန်တော်နောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့ကျွန်တော်ကုန်ပြပါဗျ Dave ပါဗျ